အကျဉ်တထောင်ကျော်ရှုံးနေလာခဲ့သူလဲအရှုံးမရွယ်ဇက်တိုက်ကြိုးစားခဲ့ရမှာအရန်ချမ်းသာတဲ့မီလီယံနာဖြစ်လာခဲ့သူခင်ဗျားတို့ကျွန်တော်တို့လိုပုံမှန်လူတွေရဲ့ပြဿနာကဘဝမှာ၄-၅ချိန်လောက်ကြိုးစားတယ်အဲ၄-၅ချိန်မအောင်မြင်မှုရှုံးနေဆိုတာနဲ့လူကရှုံးပေးကျင်နေပြီနောက်ထပ်ရှိပါသေးတယ်ဗါလဲကျွန်တော်တို့ဟိုအသက်ပိုင်းချက်ဘလောက်မှအောင်မြင်ရမယ်ဘာညာဆိုရဲအကန့်အသတ်တွေနဲ့ဥပမာအသက်30မတိုင်ရင်ဘလိုဘလိုဖြစ်ရမယ်အသက်40မတိုင်ရင်ဘလိုဘလိုဖြစ်ရမယ်အဲ့လိုပေါက်ကြရ mindset တွေနဲ့များတယ်ဒါကျွန်တော်လည်းပါဝင်မယ်ဆိုတော့ ဒါပေမဲ့အခုကျွန်တော်ဒီဗီဒီယိုမှာပြပြသွားမယ့်လူကကြတော့ဘဝမှာအကျဉ်းတစ်ထောင်ကျော်ရှုံးနေခဲ့တယ်ဒါလည်းသူရှုံးပြောနေဇက်တိုက်ကြိုးစားလာတာတောင်မှအသက်80ကျော်ရောက်တဲ့အခါမှသာအရန်ချမ်းသာတဲ့မီလီယံနာဖြစ်လာတာကျွန်တော်ဒီနေ့ဒီလူကြောင့်ပြပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဆရာကြီး YouTube channel နဲ့ကြိုဆိုလိုက်ပါတယ်ဆရာကြီးရေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆရာကြီး YouTube channel နဲ့အပတ်စဉ်တိုင်းတက်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ဘုသူဒ္ဓတခုတို့လာတဲ့အကျိုးရှိတော်ရဆိုရင်ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါဦး။ ဒီဗီဒီယိုရဲ့ဇာတ်လိုက်မင်းသားကတော့ KFC ကြက်ကျော်ဆိုင်ရဲ့ဖခင်တီထောင်သူတစ်ဖြစ်လဲ1900ကျင်းတည်စူးစမ်းပြီးကလာမှအောင်မြင်လာခဲ့တဲ့သူ Harlan David Sanders ပဲဖြစ်ပါတယ် KFC ဆိုတာရဲ့နာမည်အရှိကောက်ကတော့ Kentucky Fried Chicken ပဲဖြစ်ပါတယ် KFC ရဲ့တီထောင်သူဖခင်ဖြစ်တဲ့ Harlan David Sanders ကို September 9 1890 Henryville Indiana ပြည်နယ် USA မှာမွေးဖွားခဲ့ပါတယ် Harlan ရဲ့အဖေဖြစ်သူကအဲကျွန်တော်တို့ဟာလန်6နှစ်သားကလေးကသုံးတော့တဲ့အတွက်အမေဖြစ်သူကပဲစားစားရတာဝန်ယူရတယ် ဒီနာမည်ပြေဆိုတော့ Harland David Sanders လို့ပြောရင်အရင်ရှည်နေမဲ့အတွက်ကျွန်တော် Harland လို့ပဲသုံးလိုက်တော့မယ်။ Okay. ဆိုတော့အာ Harland မှာကညီရင်ညီမတွေလည်းရှိတယ်ပြီးတော့သူကလည်းအကြီးဆုံးဖြစ်တာတကြောင်ပြီးတော့အမေဖြစ်သူကပတ်စံထွက်ရှာနေတာတကြောင်ရောက်ဒီအိမ်ရဲ့စားရေးတောက်ရေးအတွက်က Harland ပဲတောင်းရပြီးချက်ပြောရတယ်။အဲဒါကြောင့်လည်း Harland အသက်9နှစ်သားကလေးကဟင်းတော်တော်များများအဆက်ဟတ်တဲ့အောင်ချက်နိုင်နေပြီ။တခါတလေဆိုသူကအာ receive အသက်တွေပါရင်းနဲ့အိမ်ရလူတွေမုံအသက်တွေပါရင်းပါလောက်ကြွေရမျိုးရှိသေးတယ်။ ဟာလန်ကချက်ရေးပြိုရေးမှာဒီလိုမျိုးပါရမီပါလာရဆိုပေမဲ့သူကကြောင်းပညာရေးကြောင့်မလိုက်နိုင်ရှာဘူး။ဘလောက်ထိတောင်မှသူမလိုက်နိုင်လဲဆိုရင်ခွန်တန်းနဲ့မှာတင်တဲ့တင်ချာရသူ့အတွက်အရန်ခတ်ပါရဆိုပြီးတော့ဟာလန်ခွန်တန်းနဲ့ရင်ကြောင်းထွက်လိုက်တယ်။နောက်ထပ်ပိုဆိုရာတစ်ခုကကြာတော့ဟာလန်မီကနောက်အိမ်တော်ပြုတ်လိုက်တယ်။အဲသူ့မေးပြုတ်လိုက်တဲ့နောက်အိမ်တော်ဟာလန်ရဲ့ပထွေးကဘာဖြစ်လဲဆိုတော့ဒီသူ့မိမဘက်ကပါလာတဲ့ဘယ်ရပါသားသမီးဖြစ်တဲ့ဟာလန်တို့မောင်နှမတစုကိုဘာလို့လို့အမြင်မကြည့်ဘူး။ဥပမာပြောရမယ်ဆိုရင်ဗျာစားရင်လည်းစားပြန်ပြီးမစားရင်လည်းမစားလို့ အဲ့တော်လေးမြေမေးတော်လေးမေးလို့အဲ့လိုမျိုးမျိုးစုံလိုက်ပြီးပြစ်ရှာတယ်။အဲ့တဲမှာမှာဟာလန်ကအကြီးဆုံးဆိုတော့အဆိုးဆုံးပေါ့အနည်းကိုခံဆုံးပေါ့အဲ့လိုနဲ့ပဲပထွေးနှိပ်ဆက်တဲ့တန်းကိုမခံနိုင်တော့တဲ့ဆုံးမှာဟာလန်အသက်၁၇နှစ်နဲ့ပဲအိမ်မွားဆင်းလာခဲ့တယ်။အိမ်မွားဆင်းလာခဲ့ပြီးတော့သူစားရေးတောက်ရေးတို့အကျုံအကြမ်းမ်းရတဲ့အလုပ်မှန်သမီးဝင်လုပ်ခဲ့တယ်။ဟာလန်ဘလောက်ထိအောက်သက်ကြီးလဲဆိုရင်သူအလုပ်မျိုးစုံလုပ်ဘူးတယ်။အဲကျွန်တော်ဥမာပေးရမယ်ဆိုရင်လယ်သမားပြီးတော့မွေးမြူရေးခြံအလုပ်သမားစပွဲတို့ကားဒရိုင်ဘာအဲပြီးတော့ကျွန်တော်အယောင်စေးရေး အလော့တန်းရှိနေစရလုပ်တွေဆုံးလို့ပါပဲအာဟာလန်ကအိမ်အောင်ကြတာကြောင့်အသက်ဆက်ရှင်မှာကြာပါရယ်သားသမီးအဖြစ်ကြောင့်၃ယောက်ထွန်းပါရယ်ဒါပေမဲ့ဆိုးရာတခုပါဗျာသူဘလောက်ပဲအလုပ်ကြိုးစားသည်ဖြစ်စေဘလောက်ပဲသူစွမ်းသလောက်လုပ်နေသည်ဖြစ်စေသူအလုပ်တွေမှာမမြဲဘူးသူအလုပ်ရှင်တွေကမကြိုက်တာပဲဖြစ်ဖြစ်တခြားအကြောင်းတခုကြောင့်ဖြစ်ဖြစ်သူအလုပ်ကပြုံမြဲပြုံစဲပဲဆိုတော့ဘေးနားမှာရှိတဲ့မိန်းမဖြစ်သူကလည်းအမြင်မကြည့်ရအောင်နောက်ဆုံးမိတ်ဘလောက်ထိဆိုးလဲဆိုတော့မိန်းမဖြစ်သူကနင်းဒီလောက်ထိ အတုံးမကြရဲကောင်ဘာလို့လို့ဖြစ်မရှိရဲကောင်ရှုံးနေကောင်ဆိုပြီးနည်းနည်းမပေါင်းနိုင်တော့ဆိုပြီးတော့ကျွန်တော်သူကလေး၃ယောက်ကိုခေါ်ခေါ်ပြီးတော့အိမ်မွားဆင်းပြီးတော့အဲဒါသူမိဘဇာတိမျိုးပြန်သွားတယ်ပေါ့ဟာလန်သူသားသမီးယူအရန်ချစ်တဲ့သူဆိုတော့သူကလေးရမရှိပဲသူမနေနိုင်ဘူးအဲ့တော့ကျသူမိမပြန်သွားတယ်မျိုးလိုက်သွားတယ်လိုက်သွားပြီးတော့သူမိမပြန်ချော့တယ်တောင်းပန်တယ်ပေါ့တန်သူမိမမရဘူးနည်းနည်းကမပေါင်းနိုင်ဘူးပဲအဲ့တော့ကျတော့ဟာလန်ကဘာလုပ်စဲဆိုတော့သူကလေး၃ယောက်ကိုသူပြန်ခိုးပြီးတော့ သူနေရမျိုးပြန်လာတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဇက်လိုက်မင်းသားဟာလည်းမိတ်ဆွေတို့ဒီရတဲ့အမွေးကလေးကံမျက်နှာသာမှာပြီးတဲ့ကောင်ဆိုတော့အခုအချိန်မှာလည်းကိုကလေးကိုပြန်ခိုးတဲ့အစီအစဉ်တော့မအောင်မြင်ဘူးဆိုတော့ကျတော့သမိုင်းမှမိသွားတော့ကလေးကိုသမိုင်းမှစီမှာပဲထားခဲ့ရတယ်အဲ့လိုနဲ့နောက်လာနေနေကြာတဲ့အချိန်မှာတော့သမိုင်းမှဘလို့ဖြစ်လို့ရတော့မသိဘူးပေါ့စိတ်ပြေသွားတော့သူကလေးနဲ့တူခေါ်ပြီးတော့သူစီပြန်ရောက်လာတယ်အဲ့အဲ့လိုဆိုတော့မိသားစုကိစ္စတော့အရှင်မေဝါးဟာလန်ပြောတယ်ဒါပေမဲ့ ပြဿနာကအဓိကဖြစ်တဲ့စီးပွားရေးမှာကြတော့ဟာလန်းကဒုံးစံတိုင်းကြာရှုံးမြဲကြာရှုံးစေပဲအဲဘယ်လောက်ထိဆိုးလဲဆိုရင်ညာကျွန်တော်ပြောပြမယ်သူအသက်9နှစ်ကလေးကမွေးကလေးကလှုပ်လာရတဲ့အလို့အခုဆိုအသက်40ကျော်လဲရောက်လာတော့မယ်ခုကြည့်လဲလက်ထဲမှာဆုမိရပတ်စံဆိုတော့ဘာမှမရှိသေးဘူးတပဲနှစ်ပြားပဲရှိရရှိဆုမိရလေးအရင်နေတယ်အဲဆိုတော့ okay ပတ်စံတော့မဆုမိဘူးအလို့ကောဒီတကြားရှိပြီလားဆိုတော့အခုဒီလဲလှုပ်ကမဲမဲရမရှိဘူးဟိုအထိုင်လှုပ်လဲမရဘူးဗျာထုံးစံတိုင်းဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ပြုတ်လိုက်လှုပ်လိုက်လှုပ်လိုက်ပြုတ်လိုက်ပဲဒီလိုပဲဖြစ်နေတယ် အဲ့လိုနဲ့ပဲဟာလန်တယောက်တရားမပြောင်းသူကောင်းမဖြစ်ဆိုရဲစကားပုံလက်ကင်ထားပြီးတော့ငါဒီမျိုးမှအဆင်ပြေပြီလေတခြားမျိုးမှရဆင်ပြေနိုင်တယ်တော့တခြားမျိုးတွေတက်ပြီးတော့အလို့ရအောင်ရှာမယ်ဝါဆိုပြီးတော့တခြားမျိုးတွေတက်လာခဲ့ဒါမဲ့ဗျာမိတ်ဆွေတို့သိရတိုင်းပဲဟာလန်အသက်ကိုကြည့်မယ်ဆိုရင်လေ40ကျော်နေပြီအဲပြီးတော့ရှေ့မှာသူလှုပ်ခဲ့ရပါတယ်ဆိုရင်အလို့တွေမှာလည်းတခုမှမြဲခဲ့တာမဟုတ်ဘူးအဲ့တော့ဘယ်လှုပ်ရှင်ကခန့်ကျင်ပါလဲဟုတ်တယ်မလားဘယ်သူမှခန့်ကျင်မှာမဟုတ်ဘူးအဲ့တော့ဟိုဟာလန်ကဒီတခြားမျိုးကတက်မလာခင်ကတော့လက်သီးလမောင်းတန်းပြီးတော့ငါအလို့မရအောင်ရှာမယ်ဆိုရဲပုံစံနဲ့တက်လာတာ ဒါပေမဲ့အခုအချိန်ကျတော့ဘာဖြစ်လဲဆိုတော့ပြဿနာက तू အိမ်ပြန်ကျင်လာတာမှပြန်ဖို့လမ်းစိတ်ကမကျမ်းတော့ဘူးပါစံအဲ့သူဘာလို့ ਆ လဲဆိုတော့ highway လမ်းပေါ်တက်တက်ပြီးတော့ကျတော့ဒီကျုံတဲ့ကားကိုလတ်တားပြီးတော့ပဲအကူကြီးတောင်းပြီးလိုက်စီးခဲ့ရတယ်တစ်သက်လုံးဆိုးလာတဲ့ကံကအခုမှထကောင်းကျင်တော့ဟာလန်းကိုကားတင်စီလာတဲ့သူကဟိုလူရဲန်းစီရဲ့မြို့တွေမှာတက်စီဆိုင်လိုက်ဖွင့်ကျင်တဲ့သူဖြစ်နေရအဲ့အနေမှာသူတို့နှစ်ယောက်စကားဆံပြီးပြောကြရတဲ့ဟာလန်းတို့မြို့မှာကဒီတက်စီဆိုင်အရန်နေနေတော့ပြီးတတိထားမိတယ် တော့ဒီပုဂ္ဂိုလ်ကဟာလန်းကိုတဲ့ပဲမေးတယ်။ငါမင်းတို့နေရာမှာလက်စီဆိုင်ဖွင့်နေတယ်။ဆိုတော့ I sign ရဲ့တူကမင်းကမန်နေဂျာယာရုပေးမယ်။ဘာဖြစ်လို့လဲဆိုတော့မင်းဒီရှေ့မှာဘလို့ဝဲဂျုံလာလာရှုံးမပေးရစိတ်တက်ကိုမင်းလုပ်ငန်းတွေ့ကြုံကငါသဘောကျတယ်။အဲ့ဒါကြောင့်မင်းကမန်နေဂျာယာရုပေးမယ်။ဒါပေမဲ့တခုရှိရာကဟိုငါလိုချင်တဲ့ရောင်းဝါ limit တော့ရှိမယ်။ဥမာသူလိုချင်တဲ့ KPI တခုရှိရဲ။တလောက်ကိုသိန်းဘလောက်ဘလောက်ကိုရောင်းနေတဲ့စသဖြင့်ပေါ့။ဆိုတော့မင်းငါ့ကိုဒါမျိုးတော့ပြည့်အောင်ရောင်းပေး။ အဲအဲ့ဒါပြည့်သွားပြီဆိုရင်ကျန်တာမင်းရမင်းကြိုက်တယ်လို့စီမံခံဝယ်မင်းကြိုက်တယ်လို့လုပ်ခွင့်ရှိရစသဖြင့်ပေါ့ဒါမျိုးသူ့ကို proposal လုပ်တယ်ဒါမျိုးသူ့ offer ပေးရပေါ့ဟာလဲနှစ်ခါစဉ်းစားမနေဘူးလေသူလောဆယ်အလုပ်ပတ်ချာနေလဲရတာကောင်းမဟုတ်ဘူးအဲ့တော့ရတယ်ကျွန်တော်အရှင်ပြေဆိုပြီးလက်ခံလိုက်တယ်အဲ့လိုနဲ့ဟာလန် manager ဖြစ်တာဝန်ယူပြီးတော့လုပ်နေတဲ့ debt season ရဲ့ရောင်းအားကအဲသူတို့နားမှာရှိတဲ့တခြား debt season တွေထပ်ပို့ပြီးတော့၃စာလောက်ရောင်းအားပို့ကောင်းတယ်အဲကျွန်တော် exit ကာလအခြေအနေနဲ့ကိုယ်တလားတလားကိုပြန်ပြန်အပြင်ရောင်းသွားဒေါ်လာ12000နဲ့1000ငွေကြေးပို့ရောင်းရတာနည်းတာမဟုတ် ဆိုတော့ဟာလန်ကတော့စဉ်းစားနေမှာပေါ့ဒီလိုမျိုးသာပုံမှန်ဆိုရင်တော့အဲငါရောငါမိသားစုရောတော့အဆင်ပြေပြီပေါ့ဒီလိုမျိုးလေးရောက်နေရင်ဒီလှုပ်လေးမြင်ရင်တော့အဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့1992ခုနှစ်မှာ New York Exchange က stock market crash ဖြစ်တယ်အဲ stock market crash ရဲ့အကျိုးဆက်ကြောင့်ဘာဖြစ်လဲဆိုတော့ကျတော့စီးပွားပြတ်ကပ်ပေါ်လာတယ်စီးပွားပြတ်ကပ် Great Depression လို့ခေါ်တဲ့စီးပွားပြတ်ကပ်ကဒီ American နိုင်ငံရဲ့စီးပွားရေးကိုတော်တော်လေးယိုင်းနေသွားစေခဲ့တယ်အဲ့တော့ အကျိုးဆက်အနေနဲ့ကဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်ဟာလန်မန်နေဂျာဖြစ်တာဝန်ယူပြီးတော့လုပ်ပေးနေတဲ့တက်စီဆိုင်ရောင်းဝါရန်ကောင်းနေတဲ့တက်စီဆိုင်ကပိတ်လိုက်ရတယ်မပိတ်လို့လည်းမရတော့ဘူးစီးပွားပြက်ခဲ့ဆိုတော့ဘသူကမှဟိုအရှင်ပြေနေမှာမဟုတ်လीအဲ့တော့တက်စီကလည်းရင်လောက်မထင်နိုင်ကြတော့ဘူးပေါ့အဲ့တော့ဘွာလေးကနည်းနည်းလေးကူးမှအရှင်စပြေလာတဲ့ဟာလန်ကဘာမှတောင်ကြကြမပြောလိုက်ရဘူးဒုံရုံဒုံရင်ပြန်ရောက်တော့ရှိတ်ညင်တာပေါ့ဒါမဲ့နောက်တစ်နှစ်အကြာ1930ခုနှစ်မှာကျတော့ဟာလန်စီကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ရောက်လာခဲ့တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ share ဆိုတဲ့နာမည်နဲ့ Dexy company တခုကနေပြီးတော့ Harlan ရဲ့ manager skill ကိုသဘောကျလို့ဆိုပြီးတော့ Corbin Kentucky မှာရှိရသူတို့ရဲ့ Dexy ဆိုင်ကိုတက်ဆိုင်ကို Harlan ကို manager ဖြစ်နေဦးစီးစေခဲ့တယ်။အဲ့မှာ Harlan ကသူက Dexy ရောက်လာပြီးအပူဝင်ဝင်လေးလက်ထက်လိုချင်တော့ကျွန်တော်သူဆိုင်ထဲကနေရာအလွတ်လေးတစ်ခုမှာဇဝဲကုန်လေးတစ်လုံးထည့်တယ်။အဲဇဝဲကုန်ကလူဘလောက်ဆန်မလဲ6ယောက်လောက်ပဲဆန်မယ်။လူ6ယောက်လောက်ထိုင်လို့ရဇဝဲကုန်လေးတစ်လုံးထည့်တယ်ပြီးတော့အဲ့မှာသူချက်တက်တဲ့အစားအသောက်လေးစရောင်းနေတယ်။ အိုက်ကနေပြီးတော့ဟာလန်ကသူ့ကိုမီလန်နာဖြစ်လာစေမဲ့အဓိက product ဖြစ်တဲ့ကြက်ကြော်ကိုရောင်းမှုအိုင်ဒီယာရသွားတယ်ဆိုတော့ဒါမှပြဿနာကျွန်တော်ပြောပြမယ်ဟိုကြက်ကြော်တစ်ခုကိုဗျာမိတ်ဆွေတို့စားကောင်းအောင်ကြွရနေအောင်ကြောဖို့ဆိုအနည်းဆုံးမိနစ်30နဲ့40ကြာလိုတယ်အဲ့လောက်ကောင်းကောင်းလိုတယ်ဒါမဲ့မိတ်ဆွေတို့သိရတဲ့ဟာလန်ရဲ့ဆိုင်ရကြတော့တက်စီဆိုင်ဆို highway လမ်းပေါ်မှာဗျာဆိုတော့ဟိုသူ့ customer အများစုကသွားရလာရင်လည်းစီးပြက်လို့စီထဲနေဝင်နှားကြရတဲ့သူတွေများတယ် အဲ့တော့သူတို့ကသဘောပါဗျာစီပြည့်ပြီးသွားရေဆိုသူကသူဒိုးရင်နေဒိုးတော့မှာအဲ့တော့သူတို့အနေနဲ့ကလုံးဆုံးစောင့်နိုင်လဲ15မိနစ်မြင့်20ပဲဟုတ်တယ်မလားဒါပေမဲ့စောင့်နိုင်ကြကြောကမှားပြီဆိုရင်နိုင်ဘက်လောက်ကစောင့်အောင်မယ်ဆိုအတိတ်ပဲမရှိဘူးလေမဟုတ်သေးဘူးအဲ့တော့သူကမှားမှာလေဟိုအဲ့ဒါကြောင့်လဲအိုက်ဘက်ခေအဲ့ဒီအချိန်မှာဟိုနာမည်ကြီးရဲ့ကြကြောဆိုင်ဆိုတာမရှိတော့ရှားတာအဓိကပြဿနာစောင့်နာစောင့်ရတဲ့ကြာချင်းကြောင့်အဲ့တော့ဒီဘက်ချင်းချင်းပြောရရင်ဒီဘက် niche ဒီဘက် fee မှာလွတ်နေတယ်ဆိုတော့ဒါဟာလဲမြင်သွားပြီမြင်သွားတော့ကြတော့ဒီဒီတကယ်လို့ဒါဒီကြက်ကြော ကြက်ကြော်ကိုဆောင်းလာလို့နိုင်ဝက်စောင့်ရမလို့ပဲနဲ့မြန်မြန်ဆန်ဆန်လှုပ်ပေးနိုင်မယ်ဆိုရင်ဟာလန်ကြက်ကြော်ချက်ချင်းနာမည်ကြီးတာ။အဲ့တော့သူစဉ်းစားပြီ။ငါဒီဒီပြဿနာငါဘလို့ရှင်းမလဲဘလို့ဖြေရှာမလဲစသဖြင့်ပေါ့။လိုချင်စိတ်ပြင်းပြလို့နဲ့ဟာလန်ကနောက်ဆုံးမှာတော့ကျွန်တော်တို့ကြက်ကြော်ကို10မိနစ်ထက်နဲ့အပြီးကျော်နိုင်မယ် pressure cooker သုံးပြီးကျော်နေလို့သွားတွေ့တယ်။ဒါရင်မကသေးပဲနဲ့သူ့ကြက်ကြော်ကိုဘသူရတာနဲ့မှမတူအောင်ဘသူမှလိုက်တူလို့မရအောင်ကျွန်တော်ဟင်းခတ်အမွေးချိန်7မျိုးရောပြီးတော့ကြက်ကြော်တွေကိုထည့်ကျော်နေလို့ဒါခါထွင်လိုက်နိုင်တယ်။ ဲ့တော့ဘာပြောကောင်းမလဲလူတွေဟာလန်းကြကြဟာလန်းကြကြဆိုရင်တခါရအသေးဆွဲဖြစ်ပြီးတော့နေချင်းညာချင်းကောက်အောင်မြင်လာတယ်ဘယ်လောက်ထိအောင်မြင်သွားလဲဆိုရင်ဗျကျွန်တော်မိတ်ဆွေတို့ရှိမှပြောဘူးလေဟာလန်းဆိုင်ရာစားတော့ဆိုင်လို့ခေါ်လို့မရဘူးဘာလို့ဆိုသူကဟိုလွတ်နေတဲ့နေရာလေးမှာဇဝဲလေးတစ်လုံးထည့်ပြီးတော့အဲဇဝဲကလည်းလူချောက်စားလောက်ပဲဆန်တာအဲ့လိုအခြေအနေကနေပြီးတော့ဟာလန်းကဘယ်လောက်ထိအဆင်ပြေသွားလဲဆိုတော့ဆောနာစီဇန်နဲ့ကက်ရမှာလူ150ဆန်တဲ့အဲကျွန်တော်တို့စားတော့ဆိုင်တစ်ဆိုင်ရယ်အဲပြီးတော့ဘေးမှာမော်ဒယ်တစ်လုံးကက်ရပုံကတွဲပြီးဖွင့်နိုင်သွားတယ် အဲ့ဒါတွေမကသေးဘူးကျွန်တော်တို့ iKick ကအရန်နာမည်ကြီးရဲ့စာရေးဆရာတယောက်ရှိတယ်။အဲ့စာရေးဆရာတယောက်ရဲ့ Avengers in Good Eating ဆိုတဲ့စာအုပ်မှာပါကျွန်တော်ဟာလန်ရဲ့ကြောက်ကြောဘလောက်ကောင်းကြောင်းနဲ့ဟာလန်ရဲ့ဆိုင်မှာဘလောက်လူစီကြောင်းကိုထည့်ပြီးဖော်ပြခြင်းခံရတယ်။ဟာလန်ကဘလောက်ထိထက်ပြီးအောင်မြင်လဲဆိုတော့သူကလက်ရှိဆိုင်ပြင်နောက်ထပ်လူစီကိုင်းရနေရာမှာပါသူဟာလန်ကြောက်ကြောဆိုင်ကိုထည့်ပြီးဖွင့်နိုင်လိုက်တယ်။ဆိုတော့ ာလန်ကတော့ဒါဒီချိန်မှာတော့ဝမ်းသာနေမှာပေါ့တော်တော်ဘာလို့ဆိုရှေ့ကလုံးသမားအဆင်မပြေဖြစ်နေတာဗျအခုတော့ဒါသူစူးစမ်းခဲ့တာကြီးအသီးပွင့်အပြည့်အဝပြန်ခန်းစားရပြီပေါ့ဒါပေမဲ့လို့1939ခုနှစ်မှာဟာလန်ရဲ့မွေးကလေးဆိုးလာတဲ့ကံအိပ်ပျော်သွားရနေပြီးတော့နောက်တစ်ခေါက် ပြန်နှူးလာတယ်။ဘာဖြစ်လဲဆိုတော့ဗျာဟိုရှေ့မှာကျွန်တော်ရောင်းဝယ်ရောင်းဝယ်ရန်ကောင်းတဲ့ဆိုင်ကြီးရှိရသေးတယ်မလား။အဲ့ဒီစီဆိုင်အပေါင်းစားတောက်ဆိုင်အပေါင်းမော်ဒယ်တွဲရဲ့ဖွင့်ထားတဲ့ဆိုင်ကြီးကမီးလောင်ပြီးတော့ရှေ့သမားအကုန်ပြောင်းသွားတာတခုမှမကျန်ဘူး။ ဆိုတော့စိတ်တော်စိတ်ညစ်စရာပဲဒါပေမဲ့ဟာလန်ကဒါကိုလက်လျှော်လာရှုံးပြီလားဆိုတော့ no 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 လုံးဝလက်မလျှော်ဘူး။ तू ဘာလုပ်လဲဆိုတော့ရှေ့မှာ तू စုထားပစံနေရှိတယ်။အဲပစံနေရှိသမျှဘုံလုံးတုံးပြီးရောကြတော့ဆောင်းကမီးတောင်သွားတဲ့နေရာမှာပဲအရင်ဆိုင်ထက်ပိုကောင်း तू ဆိုင်ကြီးပြန်ဆောက်ပလိုက်တာ။ပြန်ကျုံးမယ်ပေါ့ပြဿနာမရှိဘူး။ဒါဆိုမွေးကြဲဆိုးလာကံအခုဒီလောက်ထက်ဆိုးတယ်ပြဿနာမရှိဘူး။ငါမှရင်းထားတဲ့ပစံနေစုထားရရှိသေးတယ်။ဒါနဲ့နောက်တစ်ခေါက်ပြန်ကျိုးသားမယ်။ရတာပဲပေါ့။ မကောင်းတဲ့ကံတွေလာပြီးဆိုးတဲ့ကံတွေလာပြီးဆိုရင်ဘယ်တော့မှတခုတည်းပြီးလို့မရှိဘူးအမြဲတမ်းအချမ်းရံနေအပေါင်းဖော်ရင်တကယ်ချင်းနေအွန်လိုင်းချင်းလိုက်လာလေးရှိရဆိုတဲ့စကားတိတ်မှန်တယ်ဘာလို့ဆိုဗျာဆောနာဟာလန်ကမီးလောင်သွားတယ်သူဆိုင်ရောင်းအရန်ကောင်းတဲ့ဆိုင်မီးလောင်သွားမီးလောင်သွားတဲ့နေရာမှာရှိသမျှပတ်စံစုပြီးတော့ဆိုင်အသေးပြန်ဆောက်တယ်အဲ့လိုဆောက်ပြီးပြီးချင်းဘာမှမကြတဲ့ကာလာတခုမှမပါထဖြစ်လဲဆိုတော့ဝါဝါဒူးလို့ခေါ်တဲ့ဒုတိယကဘာစစ်ထဖြစ်တယ်အဲ့တော့ကြတော့ဗျာမိတ်ဆွေတို့စဉ်းစားကြည့်ဒီဟိုဆက်မှဖြစ်ပြီးဆိုတော့စီးပွားရေးဆက်လုပ်နေကြအကြောင်းမရှိဘူးလीဆိုတော့သူက ဒီဒီဇွမ်းနာပူပူနွေ့နွေ့စောက်ထားတဲ့ဆိုင်ကိုပဲဘိုင်းနာနာနဲ့အောက်ဈေးနဲ့ပဲဘာမှမထူးရဈေးနဲ့ပဲထုတ်ရောင်းရတော့မရောင်းလို့လည်းမရတော့ဘူးလေရှင်နေရအဲ့တော့ဒီကြားထဲမှာတော့သူစားရည်တောက်ရည်နေဖို့ထိုင်ဖို့အတွက်ကိုတော့အရင်ဘဝပြန်ရောက်သွားတာပေါ့ဂျုံဝါဂျမ်းမတ်လို့လေးလိုက်လုံရင်းနဲ့နောက်ထပ်အခွင့်အရေးထပ်ဆောင်နေရပေါ့ဇွမ်းနာသူဆိုင်ရောင်းထားတဲ့ပတ်စံလေးနဲ့ကြံသေးရဆိုတော့မှန်ပေမဲ့ဒါကနောက်တစ်ခါအလုပ်ထပ်လုပ်ဖို့ဆုတောင်းအောင်ပါလေသူတော့သွားထီလို့မရအောင်အဲ့တော့ရထုံးဆောင်တိုင်းသူဂျုံဝါဂျမ်းမတ်လို့လေးလိုက်လုံရင်းနဲ့ပဲနောက်ထပ်အခွင့်အရေးတစ်ခု နောက်ထပ်သူအလုပ်ပြင်လို့ရမယ်ချိန်ကိုပဲစောင့်နေကြတယ်။အဲ့လိုနဲ့ပဲဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ဟာလန်က George Town ဆိုတဲ့မြို့လေးမှာသူစားတော့ဆိုင်တက်ချက်ဖွင့်ခဲ့တယ်။ဒီဆိုင်ကတော့သူကိုယ်တိုင်ဦးစီးရမင်းမလုပ်ဘဲနဲ့သူတကယ်ချင်းတယောက်ကိုမန်နေဂျာအနေနဲ့ဆိုင်ကိုဆက်ရန်စီခဲ့တယ်။အဲသူတကယ်ချင်းကတော့လာကအနေနဲ့ဒေါ်လာဒေါ်လာ300နဲ့400ကြာပေးမယ်။အဲ့ဒါအပြင်နောက်ထပ်အပိုခံစားခွင့်အနေနဲ့ဘာထပ်ပေးအောင်လဲဆိုတော့ဒီဆိုင်ကတလားတလားရောင်းရတဲ့အမြတ်ထက်ကနေပြီးတော့ဒါတဝက်နီးပါးပါထပ်ခွဲပေးအောင်ပါပေါ့။ဆိုတော့သူတကယ်ချင်းသူ့ကိုကျေးဇူးတင်တာပေါ့။ ကျေးဇူးတင်တော့သူငယ်ချင်းကဘာလုပ်လဲဆိုတော့သူမသိအောင်သူ့နောက်ွယ်မှာအဲဒီဇိုင်းကိုဒီဟာလန်နဲ့သူနဲ့နှစ်ယောက်တူတူပိုင်တာပါဆိုပြီးအစိုးရစီမှာသွားပြီးမှတ်ပုံတင်ပလိုက်တာအဲ့တော့ကြာတော့အဲ့ဒါကိုဟာလန်တီသွားတော့ဒေါပွာတာပေါ့စိတ်ကြီးကြဲတော်တော့ပြောတယ်မင်းဘာလုပ်တာလဲကငါဒီလိုလုပ်ပေးရမင်းငါ့ကိုဒီလိုပြန်ပြီးကျေးဇူးဆက်တာလားဘာညာနဲ့ဆိုတော့ဒါပေမဲ့သူဘာပဲပြောပြောလေဟိုတကယ်တကယ်ဆိုင်ဝက်ဆာတဲ့ on paper ပေါ်မှာကြာတော့ဒီဇိုင်းကဟာလန်တယောက်တည်းပိုင်တာပေါ့တော့ပဲနဲ့သူတငယ်ချင်းနဲ့သူနဲ့နှစ်ယောက်ပိုင်နေဆိုတော့ဖြစ်သွားပြီ။အဲ့တော့ဟာလန်ကသူနဲ့လှုပ်ဆက်မလို့ချင်တော့ ဒါမဲ့ဟိုကောင်းကရတယ်မလုမလုရှင်မလုနဲ့ပြဿနာမရှိဘူးဒါမဲ့ငါဒီဆိုင်ကငါလည်းတဝက်ပိုင်းတာဖြစ်တဲ့အတွက်မင်းငါရဲ့ share ကိုပတ်စံပေးပို့အဲ့တော့စိတ်တော်တူတာပေါ့ဒါမဲ့ဘာလို့လို့ရအောင်ဘာမှလုံမရတော့အဲ့တော့ဟာလန်ကသူစိတ်တော်တော်နေပဲဆိုတော့သူပိုင်းတဲ့ဆိုင်ကိုပဲအဲသူပြန်ပြီးဝယ်ခဲ့ရတယ်ဆိုတော့သူ share တဝက်ဝယ်ပြီးတော့ဆိုတော့သူတကယ်ချင်းတော့အလုပ်ထုတ်လိုက်တာပို့အဲ့တော့အဲ့နောက်ပိုင်းမှာတော့ဟာလန်ကဘသူ့မှာဆက်မရန်ခိုင်းတော့ဘူးသူဟာသူပဲဒီဆိုင်ကိုပြန်ပြီးဦးစီးခဲ့တယ် ဆိုင်ယိုဟာလန်ပြန်ဦးစီးပြီးနောက်မှာတော့ဆိုင်ယပြန်ပြီးအောင်မြင်လာခဲ့တယ်။ဘယ်လောက်ထိအောင်မြင်လဲဆိုတော့ကျွန်တော်1953ခုနှစ်မှာဟာလန်ရဲ့ဆိုင်နဲ့မြေနေရာကိုအင်ချမ်ပီပွဲစားနေပြီးဖုန်းလန့်ဆက်တယ်။အဲငါတို့မင်းဆိုင်ယိုမင်းမြေနေရာကိုကြိုက်တယ်။အဲ့ဒီတော့ဒေါ်လာ36000ပေးမယ်ပေါ့။ဒေါ်လာ36000ပေးပြီးဝယ်ချင်တယ်ပေါ့။ဒါပေမဲ့ဟာလန်နှခါမစင်းစားကိုညင်းလိုက်တယ်။မရဘူးငါမရအောင်။ဘာလို့လဲဆိုတော့သူဘာလို့အဲ့လိုညင်းလဲဆိုတော့ကျွန်တော်ရှင်းပြမယ်။ဟာလန်ရဲ့ဆိုင်ကအဲ့ဒီအချိန်မှာသူက main land မကြီးရဲ့မေးတယ်ဗျာ။ main land မပေါ်မှာရှိရ။ ဆိုတော့ကျဆိုင်ကိုမေ့လိုက်အောင်သူ့မြေနေရာနဲ့ဟိုဈေးရအဲ့ထာမှာကတန်နေပြီအဲ့တော့သူစဉ်းစားတာငါဒီမြေနဲ့ဒီဆိုင်ကကြာကြာဥတာလေးငါအတွက်အကျိုးရှိလေးပဲလို့သူစဉ်းစားတာအဲ့လိုညင်းလိုက် ပြီးရနောက်မှာလဲဟာလန်းဆိုင်ကဟိုရောင်းဝမကြတာပြင်ပို့ပြီးတော့မှရောင်းဝတက်နေသေးတယ်အဲ့တော့ဟာလန်းကသူဒီဆုံးဖြတ်ချက်ကိုပြန်စဉ်းစားတာငါတော့ငါဆုံးဖြတ်တာမှန်တယ်ဒီလိုပဲတွေးမှာဒါပေမဲ့နောက်ပိုင်းမှာတော့သူဒီဆုံးဖြတ်ချက်ကိုပြန်ပြီးတော့အဲတွေးမိရင်နောင်နာရမယ့်ကိစ္စတွေပေါ်လာမှာ အဲ့လိုနဲ့နောက်6လကြာမှာဟာလန်ရဲ့ဆိုင်းရှိရဲ့မိန်လမ်းမာယူအဓိကမတုံးတော့ပဲနဲ့သူတို့ဒီအစိုးရဘက်ကအသက်ဖောက်ထားတဲ့လမ်းတည်ရှိတယ်။အဲ့လမ်းတည်မှာပဲကားတွေကသွားကြလာကြတော့ကြတော့ဟိုဒီကတ်စမာတွေလူတွေကလည်းဆောင်းတာသူတို့သွားလို့လာလို့ကောင်းတဲ့လမ်းတည်ပေါ်ကဆိုင်းနေမှာပဲစားကြတော့ကြတော့ပဲ။အကျိုးဆက်နေနဲ့ဘာဖြစ်လာလဲဆိုတော့ဟာလန်ဆိုင်မှာကဘယ်သူမှလာမစားတော့တဲ့အတွက်ရောင်းကထိုးကြလာတာပေါ့။နောက်ဆုံးပဲဟာလန်ခင်ဗျာသူ့ဆိုင်ကိုဘလောက်နဲ့ထုတ်လိုက်ရလဲဆိုရင်ဒေါ်လာ9000ဆွန်းဆွန်းလေးနဲ့ထုတ်လိုက်ရတာ။ အဲ့တော့စဉ်းစားကြည့်ဗျာကျွန်တော်ပြောပြမယ်ဟိုရှေ့မှာတော့သူ့ကို real estate agent အင်ချမ်မြပွဲစားကဖုန်းဆက်ပြီးတော့သူ့နေရာကို zoning လိုချင်လို့ဒေါ်လာ3600ပေးဝယ်ထားဝယ်ချင်မှလည်းပြောထားတာဆိုတော့အခုရောင်းလိုက်ရဒေါ်လာ9000ဆိုတော့အဲဆောနာ3600ရဲ့တဝက်ကျော်ကျော်လေးပဲရှိရဗျာအဲ့တော့စိတ်ညစ်စရာပဲဘလို့ဘလို့လဲဆိုပြန်စဉ်းစားကြည့်တော့နောက်ထပ်ပြဿနာအကြီးဆုံးကအဲ့ဒီလိုမျိုးဟိုဟာလန်အောင်မြင်ပြီးကမှရှိသမျှအကုန်လုံးပြန်ပြီးတော့ မှားသွားတဲ့အချိန်ကြာရှုံးသွားတဲ့အချိန်မှာဟာလန်အသက်က66နှစ်ပြည့်နေပြီအဲ့အချိန်အဲ့ဒါရေပိုးကြီးဆိုးတယ်ဗျအသက်က66ပြည့်နေပြီအခုဒီကဘလောက်ပဲကြိုးစားကြိုးစားဗားတွေပဲလို့လို့အဆင်မပြေတော့မအောင်မြင်တော့ဆိုတော့ကျွန်စင်သားကြီးကိုချင်းစာကြီးကျွန်တော်ဆိုလဲမရဘူးကျွန်တော်တို့ဒီအသက်ဘလောက်လဲ25 30ဝန်းကျင်တဲ့အောင်လှုပ်လို့အဆင်မပြေဘူးဘာဦးညာဦးဆိုရင်ရှိတ်ညက်တော့အသက်60ကျော်ဆိုအဖိုးကြီးပြည့်နေပြီဗျမရတော့ကျွန်တော်ပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်မရဘူးလူကစိတ်တကဘုံဘုံကြတော့ဘာမှလည်းထပ်လို့ချင်မှာမဟုတ်တော့ ဆိုတော့မေဂျာကိုစဉ်းစားကြည့်ဗျာဟာလန်အခုအသက်66နှစ်ရောက်မှာသူโอเคကိုယ်ပိုင်လှုပ်လှုပ်တော့စဉ်းမပြေတော့တမားလှုပ်လှုပ်မယ်ဆိုပြီးတော့အဲတော့ပြီးအလုတ်လျှောက်တဲ့တောင်66နှစ်အဖိုးကြီးဘယ်လောက်ကလက်ခံမအောင်ယူနေအလုတ်ရှင်ပဲလက်ခံဟုတ်တယ်မလားဘာမှလုံမရတော့အဲ့တော့ဟာလန်အနေနဲ့ဘာလုပ်ရလဲဆိုတော့ဒီသူစားရေးတောက်ရေးနေရေးထိုင်ရေးအတွက်ကိုဘလို့မှစဉ်းမပြေရအဆုံးကိုအစိုးရစီကိုလမ်းပြီးတော့သူလူစင်းရဲစင်းရင်သွင်းရတယ်အဲ့ဒါကျွန်တော်ရှင်းပြမယ်ဒီ American အစိုးရကကြတော့အသက်ကြီးရဲ့လူတွေတို့ပြီးတော့ကြတော့ ဥပမာကြောထောင်နောက်ခံမရှိရဲ့လူတွေသားသမီးမရှိရဲ့သူတွေဆိုရင်သူကလူစင်းရဲ့စင်းသွင်းနေဆိုရင်သူတို့ဘက်ကလက်ခံနေဆိုရင်တရားတလောက်ဘယ်လောက်ဆိုပြီးထောက်ပံ့တာရှိပင်စင်ပုံစံမျိုးပြောရမှာပေါ့သူကအစိုးရဝန်ထမ်းတော့မဟုတ်ဘူးဒါမှဆောနာပြောသလိုပင်စင်ပုံစံမျိုးအကျိုးခံစားခွင့်လိုချင်နေဆိုရင်သူ့အနေနဲ့လူစင်းရဲ့စင်းသွင်းရတယ်အဲ့တော့အစိုးရဘက်ကလက်ခံလိုက်တဲ့အခါကျတော့သူက social security check ဆိုတာလေးရတယ်အဲ social security check ကသူ့တလောက်105ဒေါ်လာထောက်ပံ့တယ်အဲ့ဒါလေးနဲ့ပဲလောက်အောင်စားတယ်တခြားဘာမှသူ့မှာအပေါ်ဝင်ဝင်မရှိဘူးဆိုတော့ ချင်းသာကြီးအဲ့ point လေးမှာမိတ်ဆွေချင်းသာကြီးအတက်ကဟာလန်းအဲ့မှာသူသူ့ဟာသူချင်းသာပဲအတက်က90တဲပြေရောမယ်ငါတကယ်ချင်းနေငါမိတ်ဆွေဆိုရင်တော့ဘလို့ဘလို့ရှင်ပြေနေပြီသူသားသမီးတောင်ဘလောက်အောင်မြင်နေပြီအဲပြီးတော့သူ့မှာတော့မွေးခဲ့တဲ့အသက်9နှစ်ခဲ့တဲ့အကျိုးသားလာအခုဒီတဲ့ဘဝကတိုင်ပတ်တုံးအဆင်မပြေုံစဉ်းစားပြီးစိတ်ညစ်လာစိတ်တကြလာ no 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 မကြဘူးဘာလို့ဆိုဟာလန်းဒီပြီးတာပြီးသွားပြီဘာမှလုပ်လို့မရဘူးအဲ့တော့သူက အဲ့တူပါလို့လဲဆိုရင်သူကအများနဲ့နောက်ထပ်ထက်ရွှေဖို့အကွက်ဒီသူနောက်ထပ်ဘာကြီးထက်လို့လို့ရအောင်လဲနောက်ထပ်သူဒီခြေနေကနေရုံးဖို့အတွက်ဘလို့အဆင်ပြေအောင် idea ကြီးလောက်ရမလဲဆိုတာပဲသူအများနဲ့စဉ်းစားနေတယ်လူအဲ့တော့ရှင်းပြပြောင်းပြောသူမှာစိတ်တက်ကြဖို့စိတ်ငြိမ်ဖို့အချိန်အများကြီးမရဘူးစိတ်တက်မကြဘူးလို့မပြောဘူးကြာနေမှာဘာလို့ဆိုတော့အတက်က80နာကတ်နေဒီဘူဒီ time ပဲလို့ဆိုကြာမှာပဲဒါပေမဲ့အကြ ాయి သူမှာကြာဖို့အချိန်မရှိရအဲ့လိုနဲ့ပဲဟာလန်ကသူ့ဘဝအတွက်ကိုတစ်ဆင့်ချိုးပြောင်းလဲသွားစေမယ်သူ့ကို millionaire ဖြစ်စေမယ် idea တစ်ခုရသွားတယ်အဲ့ဒါဘာလဲဆိုတော့မိတ်ဆွေနားလဲကျွန်တော်ရှင်းပြမယ် ဟာလန်သူ့ဘဝသူတာပြန်သုံးသက်ကြည့်မယ်စဉ်းစားကြည့်မယ်ဆိုရင်ဟိုဟာလန်အခုလိုမျိုးအောင်မြင်မှုတွေကြာရှည်မခံဘူးဘလောက်ပဲကြိုးစားကြိုးစားနောက်ဆုံးပိတ်မှာအရှုံးနယ်ပဲလက်ခံလိုက်ရတယ်ဆိုတာကသူ့ချက်ကြောလူတွေမကြိုက်လို့သူ့ချက်ကြောအရသာမကောင်းလို့မဟုတ်ဘူးအဓိကပြဿနာကဘယ်မှာလဲဆိုသူ့ဆိုင်နေမှာသွားဖြစ်နေရဟိုသူ့ဆိုင်နေမိလောင်နာတို့အဲပြောကြဆောနာသူကလူစီဆုံးဆိုတဲ့နေရာရွေးပြီးဝယ်လိုက်ပြီးကမှဆိုင်ခွင့်ပြီးကမှဒီနေရာမစီရောပဲနဲ့ဇောက်ထိုးပြောင်းမြန်နေဖြစ်ကုန်တာတို့ဒါတွေကြောင့်သာသူ့အောင်မြင်မှုကကြာရှည်မခံတာဆိုတော့ဟာလန်ဒါကိုနားလေသွားတယ် ားတယ်သွားတော့โอเคအဲ့လောက်မှရှိလိုက်ငါကိုပိုင်ဆိုင်မဖွင့်တော့ကိုပိုင်လိုလည်းမလို့ဒါမဲ့ဒီရှိပြီးသားစားတော့ဆိုင်နေရှိပြီးသားဆိုင်နေကနေငါကြက်ကြော်ယူရောင်းအောင်လုပ်မယ်အဲ့လိုယူရောင်းတဲ့အတွက်လည်းငါ့ကိုပတ်စံတစ်ခုပေးရမယ်အာပြီးရင်စောနာသူတို့ရောင်းရတဲ့အမြတ်ပေါ်မှာလည်းငါပါစံတစ်ခုရောင်းအောင်လုပ်မယ်ဒါဒါမျိုးအိုင်ဒီယာရပါတယ်ဒါမဲ့အဓိကမေးခွန်းကသူ့ဟာနဲ့သူအရှင်ပြေနေပြီးသားအောင်မြင်နေပြီးသားစားတော့ဆိုင်နေကိုဟာလဲရဲ့ကြက်ကြော်တင်ရောင်းတင်ရောင်းလာအောင်ဘယ်လိုဆွဲဆောင်အောင်မလဲ နောက်ပြီးတော့တို့ကတင်ရောင်းခဲ့ပြီဆိုရင်တော့မှဒီတို့ရောင်းလို့ရတဲ့အမျက်တွေကိုခွဲပြီးအောင်ဟာလန်းနေနဲ့ဘလို့လုံမလဲဘလို့ပလန်ချရမလဲဒါအဓိကလိုတာလေဟုတ်တယ်မလားဆိုတော့အဲ့ဒါကိုဟာလန်းဘလို့အရှင်းပြအောင်ဆင်နိုင်လဲဆိုတော့မိတ်ဆွေတို့နားလဲလွယ်အောင်အရှင်းဆုံးပြအောင်ကျွန်တော်ရှင်းပြမယ်ဟာလန်းကသူ့မှာကားဆုပ်လေးတစ်စီးရှိရဗျဆိုတော့သူအဲကားဆုပ်လေးရဲ့နောက်ခန်းထဲမှာဘာရထည့်လဲဆိုတော့ဆောင်းနဲ့ကြက်ကြော်ကြော်ကို pressure cooker တစ်လုံးထည့်တယ်အဲ့ပြီးတော့သူ့ရဲ့အဓိကကျွန်တော်တို့ဘယ်သူမှမရှင်းနိုင်တဲ့အရာတာကိုပေးတယ်ဟင်းခံမှုကြိုင်၁၁မျိုးရောထားတဲ့အမုံတို့လေးထည့်တယ် ပြင်နောက်ထပ်သူ့ကိုဆက်သွယ်ရမယ်ဖုန်းနံပါတ်တို့သူ့အကြောင်းအချင်းချင်းရှင်းပြထားတဲ့ဟာလေးကြီးရေးထားတဲ့ flyer လေးကြီးရှိတယ်အဲ့ flyer လေးအခုနေရာတော့မှရှိမှာပေါ့အဲ့ကောင်လေးထည့်အဲ့တော့ထည့်ပြောကြသူကဟို US က US မှာကျွန်တော်ပြောသလိုပြည်နယ်အခု90ရှိတယ်ဗျမြို့တွေလည်းရှိတယ်ဆိုတော့အဲ့ဒီမြို့တွေအားလုံးကသူကတစ်မြို့ဝင်တစ်မြို့ထွက်လှုပ်ပြီးတော့ live ပတ်တာအဲ့ကားဆိုလေး ਨੇ live ပတ်ပြီးတော့ဆောင်းတာသူသွားတဲ့လမ်းမှာလူစီရဲ့ဆိုင်လေးတွေ့ရတယ်ဒါမှမဟုတ်လေနောက်ပိုင်းမှာလူစီလာနိုင်တယ်လို့ထင်တဲ့နေရာရောက်ပြီဆိုရင်ဒါဆိုင်ထဲကိုဝင်သွားတယ် အဲဝင်သွားပြီးတော့သူအိုက်ဆိုင်ရမန်နေဂျာဒါမှမဟုတ်ပိုင်ရှင်ကိုတွေ့ခွင့်တောင်းတယ်အဲပြီးတော့ပိုင်ရှင်နဲ့တွေ့ပြီးဆိုရင်တော့ဒီလိုလေးခွင့်တောင်းတယ်အဲကျွန်တော်မိတ်ဆွေရောဆိုင်တို့ကအဲကြော်ကြော်လေးကြော်ပေးပေးရစီမိတ်ဆွေတို့ဆိုင်အတွက်ဆိုတာတဲ့ဒီမိတ်ဆွေရဲ့ဆိုင်မှာရှိရဝန်ထမ်းတွေအတွက်ကျွန်တော်ကြော်ကြော်လေးကြော်ပေးပေးရစီအချိန်အားဖြင့်တော့10မိနစ်10မိနစ်ပဲကြာပါမယ်အပြောအဲကြော်ကြော်ကြော်ပေးသွားတာနဲ့မိတ်ဆွေတို့စားကြည့်ဝန်ထမ်းတွေလည်းစားကြည့်စားကြည့်ပြီးလို့ကြိုက်တယ်ဆိုရင်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ဆိုင်ရဲ့မီနူးထဲမှာကြော်ကြော်ပါရရဆိုပြီးတက်ထည့်လိုက်ပြီးရင်အဲလူတွေမာသမျှ order တတ်တမရအော်ရာတန်းကိုသူဒိုင်ခံပြီးအလင့်မြောင်ကြော်ပေးမယ်အဲ့ဒါအတွက်လည်းသူ့ကိုပတ်စံတပြားမှာထပ်ပေးကြမှာမလို့ဆိုတော့အဲ့လိုမျိုးလေးခွန့်တောင်းတယ်ဒီလိုမျိုးဟာလန်ရဲ့ညင်းရဆရာမရှိရဲ့ offer ဟိုသူပဲအိဆိုင်ပြီးစားသုံးလုပ်ပေးမယ် offer ကိုတော်တော်များများမကြိုက်ကြဘူးတကယ်လို့ကြိုက်လို့ကြက်ကြော်ကြော်ပေးရတဲ့အဆင်ရောက်ပြီသူကြက်ကြော်ကိုသူဒီစားရဝန်ထမ်းတွေစားရတယ်သူတို့သဘောကျတယ်ဆိုရင်တော့မှဟိုသူဆီကနေ franchise ထည့်ယူမဲ့အဆင်ထီကိုရောက်မသွားဘူးဗျာအဲ့တော့ ဒီဟာလန်ခင်ဗျာဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးသူဒီဇိုင်းဝင်ဒီဇိုင်းထွက်တမျိုးဝင်တမျိုးထွက်လိုက်ပြီးတော့ဆက်ပေးမယ်ဟိုငင်းရဆရာမရှိဘူး offer ပေးမယ်သူငင်းခံရတယ်ဘလောက်ငင်းခံဆိုအစစပေါ့အကျဉ်းတထောင်ကျော်ငင်းခံရဆိုတော့ခင်ဗျာကိုစဉ်းစားကြည့်ဗျာကျွန်တော်ပြောပြမယ်ဟာလန်အဖိုးကြီးဘလောက်ထိကြီးလဲဆိုအသက်ကလည်း80ကျော်တော့မယ်ဆိုတော့အသက်80ကျော်အဖိုးကြီးကအခုဒီလုံးတမျိုးအစင်မပြေသေးတိုင်အောင်အရှုံးမပေးပဲဘဝကိုအရှုံးမပေးနဲ့သူဆက်ပြီးတော့ရတဲ့လောက်ရုံးနေရဲကြိုးစားနေအဲ့ဒါကိုအကျဉ်းတထောင်ကျော်အထိငင်းခံရဆိုစဉ်းစားကြည့်သူ့နေရာမှာကျွန်တော်တို့ဒါဆိုရင်ဘာဘာပြောမလဲ တော်ပါပြီကွာငါအသက်လည်းကြီးပါပြီဒီလောက်ဒီကြိုးစားမှာဖြစ်ရင်ဒီဘောကတော့မရတော့ဘူးပြီးပါပြီထားလိုက်တော့ဒီဘောကဒီမြပဲဆိုပြီးပဲကျွန်တော်ကတော့တက်ခေါက်လိုက်တော့မှာပြီးပြီဒါပေမဲ့ဟာလန်မတူးလေဗျာဟာလန်ဟာလန်ဆိုတော့ तू ကဘာလုပ်လဲဆိုတော့ तू ဒီကားအစုံနဲ့ထွက်လာခဲ့တဲ့က तू ကသူ့စီက franchise ယူရဲဆိုင်မရမချင်း तू ရှာမှာရုပ်စာဆိုမြန်ရှာရင်းနဲ့အမောဆိုပြီးတည်သွားပါစေ तू ကမရရအောင်ရှာမှာအေးရပြီဆိုမှပဲ तू နေရဲမျိုးပြန်မှာဒီလိုစိတ်နဲ့လာရဲဘဲဆိုတော့မရဘူးလက်မလျှော့ထက်ရှာတယ် အဲ့လိုနဲ့ဇက်တိုက်ကြိုးစားနေဟာလန်ဘိုမျောလင်းချက်ရောင်ကြီးလေးတန်းလာတယ်။ဟိုအကျဉ်းတထောင်ကျော်ညင်းခံပြီးရဲ့နောက်မှာတော့အဲသူ့စီကို franchise ယူမဲ့ပထမဆုံးဆိုင်တဆန်ကိုရခဲ့တယ်။အဲ့ franchise ရပြီးရနေဟာလန်ရဲ့ဆောနာ strategy ကလှုပ်ဖြစ်သွားတာဗျ။ဘယ်လောက်ထိအဆင်ပြေသွားလဲဆိုရင်ဟာလန်ကဒီဟိုအရင်ကားဆိုလေးနဲ့တစ်မျိုးဝင်တစ်မျိုးထွက်တဆိုင်ဝင်တဆိုင်ထွက်လိုက်ပြီး light set နေရတဲ့ဘဝကနေပြီးတော့အခုဆိုရင်သူကရုံးငန်းဖွင့်တာရုံးငန်းထဲမှာ easy ထိုင်ဆောင်ပြီးတော့သူ့စီကိုကိုယ်စားလှယ်ယူနေတဲ့လူတွေကတန်းစီပြီးလာဆောင်သွားတာ။ အဲ့လောက်ထိအဆင်ပြေသွားတယ်သူသူ strategy လုပ်ဖြစ်သွားတယ်ပေါ့အဲ့လိုနဲ့ဟာလန်ဘယ်လောက်ထိအောင်မြင်လာလဲဆိုတော့1963ခုနှစ်အရောက်မှာ US နဲ့ကနေဒါနိုင်ငံအနှံ့အပြားမှာ KFC franchise ဆိုင်ွဲပေါင်းအခု600ကျော်တိဖွင့်နိုင်ခဲ့တယ်အဲဟာလန်အသက်84နှစ်အရောက်မှာတော့သူကသူပိုင်တဲ့ KFC ဆိုင်ွဲတွေကိုစုစုပေါင်းဒေါ်လာ1တန်းနဲ့ပိုင်ရှင်အသက်ကိုရောင်းခဲ့တယ်ဒါပေမဲ့ဟာလန်ကပိုင်ရှင်အသက်ကိုဒါသူ request လုပ်တဲ့တောင်းဆိုတဲ့အချက်၃ချက်တော့ရှိတယ်အဲဘာလဲဆိုတော့ကျွန်တော်နံပါတ်1အချက်ကကျွန်တော်တို့ဒီ ကြက်ကြော်အည်သွေးကိုသူ KFC ဆိုင်ခွဲတွေမှာရှိနေစဉ်ကာလအတိုင်းပဲဘာမှမပြုတ်ပြင်မပြောင်းလဲပဲနဲ့ဒီတိုင်းပဲထားရမယ်ဘာမှရှော့လို့မရဘူးဘာမှတိုးလို့မရဘူးသူထုတ်ထားတဲ့ဤတိုင်းပဲသွားရမယ်။နောက်နံပါတ်2အချက်ကကြတော့ KFC ဆိုတဲ့နာမည်ရဲ့ပြီးအခုသုံးနေတဲ့သူ့ပုံပါတဲ့ KFC logo ရဲ့ကိုတတ်တတ်လုံးအနေနဲ့တို့အနေနဲ့ပြောင်းဝိုင်းဝင်မရှိဘူးဒီတိုင်းပဲထားရမှာ။နောက်တော့နံပါတ်3အချက်ကကြတော့ ဟာလန်တက်ရှိတင်ရှားရှိနေစဉ်ကာလအတော်တွင်းမှာသူ့ KFC ရဲ့ brand ambassador အနေနဲ့ပေးရမယ်။ဆိုလိုရတဲ့သဘောကတော့ဗျာဒီ KFC ရဲ့ marketing campaign တွေလုပ်ချင်တဲ့အဖြစ်ဖြစ်ဒါမှမဟုတ်ကြော်ညာရိုက်ချင်တဲ့အဖြစ်ဖြစ်အဲ့ထဲမှာသူကမဖြစ်မနေပါမယ်။သူ့အသက်ရှိနေစဉ်ကာလအတော်တွင်းမှာသူတည်သွားခဲ့သည့်တိုင်အောင်သူ့ရဲ့ဒီ icon တော့ကြော်ညာရိုက်ထဲမှာမဖြစ်မနေထည့်သွင်းရမယ်ပေါ့။စသဖြင့်အဲ့သုံးချက်ဟာလန်တောင်းဆိုခဲ့။အဲ့ဒီအချိန်မှာပိုင်ရှင်အသက်တရားကျတော့ KFC ဆိုတာကနောက်ပိုင်းမှာအချိန်ကြာလာတဲ့အမြတ်တံမိုးတက်လာမဲ့လုပ်ငန်းဆိုတော့သူတို့တည်ပြီးသား အရှင်ပြန်သူရိုက် KFC ကိုအသေးရအရှင်ရလိုချင်နေရအဲ့တော့ကြဟာလန်ပြောသမျှလက်ခံတဲ့သဘောတူရယ်ဆိုပြီးချလိုက်ကိုအဲ့လိုနဲ့သူတို့နှစ်ယောက်ဒါပိုင်ရှင်အဟောင်းကနေပြီးတော့အစ်စ်စီကို KFC လက်ထဲထည့်ပြီးလိုက်တယ်ဒါပေမဲ့ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့ပထမဆုံးအချက်ဖြစ်တယ်ဟာလန်ကသူ့ကြက်ကြော်ရီ quality ကိုမချပါနဲ့ဆိုပြီးကိစ္စကိုဒီကောင်နေစပြတ်တယ်ဘယ်လိုဖြစ်လဲကျွန်တော်မပြောပါဘူးဘာလို့လဲဆိုတော့ဟိုဟာလန်ဤအတိုင်းသုံးပြီးကြော်ရဲကြက်ကြော်ကဘယ်သူနဲ့မှမတူဘူးအဲဘယ်ဆိုင်နဲ့မှမတူအောင်ရတာတမှုထူးခြားပြီးကောင်းတယ်ဆိုပေမဲ့ သူနီးနေရဗျာဘယ်လိုပြောမလဲဟိုအမျက်ကြံတာနေတယ်ဆိုတော့ကြသူတို့ကဟိုဒီ profit ပေါ်ဦးစားပေးရဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် Haaland ကြီးကိုနည်းနည်းလေးကွန်ပြီးတော့သူတို့အများများများကြံအောင်လုပ်လိုက်တယ်အဲ့တော့ customer တွေကတော့မသိဘူးဗျာသူတို့စားနေတယ်အရင်လဲစားကောင်းတယ်အခုလဲစားကောင်းတယ်တော့လောက်ပဲဒါပေမဲ့ Haaland ကကြာသိတယ်ဆိုတော့ Haaland က KFC ကိုသူမပိုင်တော့ဒီတိုင်အောင် KFC ဆိုင်ခွဲတွေမှာတော်တော်ပြီးတော့မကြမကြစားတာတောက်တာလုပ်လို့ရှိရသူမိမနဲ့အဲ့မှာသူသွားစားတဲ့အခါမှာဒီဒီ KFC ဆိုင်ရဲ့ကြက်ကြုံတကိုက်ကိုက်လိုက်တာနဲ့ ဒီကောင်နေသူနီးတိုင်းကြော်ထားမှုပဲနဲ့ကွန်မီကြော်ထားရဆိုတော့တန်းတည်ရအဲ့တော့ဘာပြောကောင်းမလဲသူကဒီလိုမလုပ်ပါနဲ့ပြောထားတယ်ပထမဆုံးအချက်ကိုဒီကောင်နေဆက်ဖြတ်တယ်ဆိုစိတ်တူတော့ပေါ့စိတ်တူရကြတော့သမိုင်းမှာနာမည်သုံးပြီးတော့ကြတော့ Claudia Center House ဆိုရဲဟို dining ဘယ်လိုပြောမလဲစားတောက်ဆိုင်ဒီဇိုင်းဖွင့်လိုက်တယ်ဗျာစားတောက်ဒီဇိုင်းဖွင့်ပြီးတော့အဲ့သူသူ plan ကကြတော့ဒီစားတောက်ဆိုင်ကနေပြီးတော့ Sona KFC နဲ့အပြိုင်ကျဲမယ်ပေါ့ဒါပေမဲ့ဟာလန်လိုလောက်တာကို KFC ပိုင်ရှင်အစ်စ်တွေတည်တဲ့အခါကျတော့ဟာလန်ကိုတရားဆွဲဘာလို့တရားဆွဲလဲဆိုတော့ သူတို့ဟာလန်ဒီ KFC ဆိုင်နဲ့ပတ်သက်တဲ့ကြော်ကြော်ကြော်နီးရောဆိုင်ရဆိုင်ရကိစ္စရောအားလုံးရောင်းခဲ့ပြီးသားအဲ့လိုရောင်းခဲ့ပြီးသားကိုဒီလိုမျိုးစားတောက်ဆိုင်လုပ်ငန်းတွေကိုထပ်ပြီးဝင်လာခွင့်မရှိဘူးပေါ့ဒါကိုဝင်လာဆိုဟာလန်ဘောင်ကြော်ရယ်ဆိုပြီးတရားဆိုရယ်ဆိုတော့ဟာလန်ကလည်းပဲရအောင်လေဘာလို့ဆိုသူကဒီဇိုင်းဖွင့်တာဖွင့်ကျင်လို့ဖွင့်တာမဟုတ်ဘူးကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးသူတို့စာချုပ်ထဲမှာပါတဲ့၃ချက်ထဲကထိတ်ဆုံးအချက်ကိုပိုင်ရှင်တဲ့ဘက်ကဖောက်ဖျက်လို့ဒီကောင်ဖွင့်တာဆိုတော့သူကအဲ့လိုပြန်ကားပြီးတော့ဒီကောင်တွေကိုသူ့စာချုပ်ထဲကပထမဆုံးအချက်ကိုတော့မလိုက်နိုင်တဲ့အတွက်ဒေါ်လာတန်းတရာပြန်တောင်းတယ် အဲ့လိုနဲ့နှစ်ဦးနှစ်ဖက်ပြန်လန်းတရားဆွဲကြပြီးရဲ့နောက်မှာတော့ဒါနှစ်ယောက်သားရုံးမတက်တော့ဘူးအစဉ်ပြောင်းမဲညှိလိုက်ရမယ်ဆိုပြီးဖြစ်သွားတယ်။အဲ့တော့ဒီပိုင်ရှင်အစ်တဘကဟာလန်းပြောထားတဲ့အချက်ကိုမလိုက်နိုင်ဖောက်ဖြတ်တာဖြစ်တဲ့အတွက်ပိုင်ရှင်အစ်တကပဲဟာလန်းကိုညှိနှိုင်းချင်နေတဲ့ဒေါ်လာတန်းထပ်ပေးလိုက်တယ်။အဲ့နောက်ပိုင်းမှာတော့ဟာလန်းကအသက်60ရောက်တဲ့အချိန်မှာသွေးကင်ဆာရောဂါနဲ့ပဲတည်ဆုံးသွားခဲ့တယ်။ဒီဗီဒီယိုလေးကတော့အတန်းပညာဆိုလို့လေခွန်တန်းထီပဲတက်ခဲ့ဖို့ရတဲ့သူတွေရောက်ကျောထောင်နောက်ကန်ဆိုလဲဘာဆိုဘာမှမရှိတဲ့လူငယ်တွေရောက် အသက်ခွန်းနှစ်သားကလေးကအလုံမျိုးစုံလှုပ်ပြီးကိုဘွားကိုကြောင်းခဲ့ရတဲ့သူတွေရောဘဝမှာအကျဉ်းတစ်ထောင်ကျော်ရှုံးနေခဲ့တာတောင်မှလက်လျှော့အရှုံးမပေးခဲ့တဲ့သူတွေရောကနောက်ဆုံးမိသူအသက်80ကျော်တဲ့အချိန်မှာတော့ရှေ့မှာတဘွားလုံးကြိုးစားလာခဲ့တဲ့အသီးပွင့်တွေအပြည့်အဝခံစားသွားရပြီးတော့မီလီယံနာဖြစ်နေတဲ့ဘဝညီကုန်းချုပ်သွားတဲ့ KFC ရဲ့တီထောင်သူဖခင်ကြီး Harlan Davidson တဲ့ဆက်ကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ဒီဗီဒီယိုဒီနေရာလေးရောက်လာအောင်ကြည်လာရဲအဆုံးထိရောက်လာအောင်ကြည်ရဲဆိုရင်တော့ ဘုဟုတရာရောအများကြီးရသွားပြီဒါတော့သိချင်တယ်ဒါပေမဲ့ကျွန်တော်ဖြစ်စီကျင်တာကြတော့ဟိုဒီဘုဟုတရာရသွားတဲ့အဆင့်တွေမပြီးသေးခြင်းဘူးဒီရရရဘုဟုတရာရောမိတ်ဆွေရောအပြင်လက်တွေဘဝမှာပါပြန်ပြီးအသုံးချလို့ရရဒီကျွန်တော်ဖြစ်သွားစီကျင်တယ်အဲ့တော့ကျကျွန်တော်မိကွန်းလေးရေးမိပါမယ်ကျွန်တော်တို့ light တွေးပေးပါ light ဖြည့်ပေးပါနံပါတ်1မိကွန်းကကြတော့ဟာလန်ရဲ့ဘဝကဘာမှမရှိရဲ့အညာတရာ၃ညာဘဝကနေပြီးတော့မီလီယံနာဖြစ်လာတယ်ဒီလိုဖြစ်လာတဲ့ဟာကအဓိကဘဲချက်တွေကြောင့်လို့ထင်လဲ နမနစ်မေးခွန်းကကြတော့ဟာလန်ရဲ့ဘဝမှာဒါမိတ်ဆွေတို့ဟိုဘယ်နာမှာဘလို့ပြင်လိုက်မယ်ဆိုရင်တော့ဖြင့်ဟာလန်အခုလိုမျိုးအသက်84နှစ်မှာမဟုတ်ဘဲနေဒီထက်ပိုပြီးစောစောအောင်မြင်နိုင်မလဲပေါ့နမ3အချက်ကကြတော့အဲမိတ်ဆွေအနေနဲ့ဒါဟာလန်ဘဝရဲ့အသေးစိတ်ဆုံးဖြတ်ချက်တွေသူလုပ်တဲ့ decision တွေသူချရတဲ့ဆုံးဖြတ်ချက်တွေအားလုံးသိပြီဖြစ်တဲ့အတွက်ဟိုဒီလိုမျိုးဟာလန်ဘဝကနေပြီးတော့ကို့အတွက်ဘာတွေအကျိုးရှိရတဲ့သင်ခန်းစာတွေပြန်ယူလို့ရမလဲပေါ့ဒါလေးကြီးကျွန်တော်သိချင်ပါတယ်ဆိုတော့ အဖြေတွေကတော့ကျွန်တော်ပြောသလိုပဲဗျာဒီဟာမန်နဲ့ဒီဟာမားရဲလို့မရှိပါဘူးအဓိကကျွန်တော်ဖြစ်စေချင်တာကတော့ကျွန်တော်မိတ်ဆွေတို့ကိုဗီဒီယိုပလိန်ကြီးကြည့်ရမျိုးဟိုပဲနဲ့ light တွေးစေချင်တာဆိုတော့ကြတော့ဒါဟိုဗီဒီယိုကိုမကြော်မခွာပဲနဲ့နားလည်အောင်ကြည့်ပါအဆုံးထိကြည့်ပါပြီးတော့ရနဲ့ကိုထင်တဲ့အဖြေကိုနားလည်တယ်လို့ဒီဗီဒီယိုအောက်မှာမှန်ရပါအဓိကဗျာဟိုသူ့အဖြေကိုအဖြေအမြင်မတူတဲ့သူချင်းချင်းကျွန်တော်ဒီဗီဒီယိုအောက်က comment section မှာဆွေးနွေးတော့တာမျိုးဖြစ်စေချင်တာဒါဆိုကိုယ့်အမြင်သူ့အမြင်အားလုံး like ဖတ်လို့ရတာပေါ့ အခုလိုမျိုးမင်းရွှေဘဟုတုတာလည်းရအုံနာအတွက်လည်းအကျိုးရှိဘဝတလန်းအတွက်တစ်ဖက်တလန်းလည်းအထောက်အကူပြုပေးမယ်အပေါ်မှာပါရဖြစ်ရမယ် live story quality content တွေကိုကျွန်တော်တို့ CIU channel နဲ့နေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်လို့ဒီ video ကြည့်ပြီးတော့လည်းချက်ချင်းပဲကျွန်တော်တို့ YouTube channel လေးကို subscribe လုပ်သွားဖို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်ဆုံကြပါမယ်